မြန်မာနေဦးခရိုနီကယ်မတ်23မြင်ကွင်း MNDAA နဲ့စစ်ကောင်စီတို့ရဲ့ကုမင်းဆွေးနွေးပွဲအကျိုးဆက်စစ်ကောင်စီနဲ့ MNDAA ကိုကန်လက်နက်ကင်အဖွဲ့တို့ပြီးခဲ့တဲ့ဇန်နဝါရီလမှာတကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်အဆိုပါဆွေးနွေးပွဲရဲ့နောက်ဆက်တွဲတွေ့ဆုံဆွေးနွေးမှုအဖြစ်ယခုမတ်လ22ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမြို့မှာပဲသဘောတူညီထားတဲ့အစီအစဉ်တိုင်းနောက်တကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ် ဆွေးနွေးပွဲကျင်းပပြီးရပိုင်တွင်ထွက်ပေါ်လာတဲ့သတင်းတချို့ကတော့ MNDAA အနေနဲ့လာရှိုးမြုပ်ကနေလာမဲ့မေလကုံသို့မဟုတ်ဇွန်လကုံမှာဆုတ်ခွာပေးရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အခုလိုဆွေးနွေးပွဲရဲ့ရလဒ်တွေကိုဘယ်အဖွဲ့အစည်းကမှလူသိရှင်ကြားထုတ်ဖော်ပြောဆိုလက်မရှိပေမဲ့ပေါက်ကြားစေခြင်းနဲ့အချက်လက်တချို့ကိုတော့နှိစက်တဲ့အတိုင်းဝိုင်းကတဆင့်သတင်းမီဒီယာတွေစီပြောဆိုခဲ့လို့ယူဆရပါတယ်။ MNDAA နဲ့စစ်ကောင်စီတို့ရဲ့ဆွေးနွေးမှုတွေမှာအခြားသောအကြောင်းအရာတွေလည်းပါဝင်လိမ့်မယ်လို့မှန်းဆနိုင်ပေမဲ့လာရှုမြို့ကဆုတ်ခွာမှုအကြောင်းအရာကဆွေးနွေးမှုရဲ့အဓိကအချက်တစ်ချက်ဖြစ်လိမ့်မယ်ဆိုတာတော့မှန်းဆကြည့်ရင်သိနိုင်ပါတယ်စစ်ကောင်စီအနေနဲ့မအောင်လာရှုံးမြုပ်ကိုပြန်လို့ချိန်ရတာလဲဆိုတာတွေးကြည့်ရင် ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခြေစိုက်တဲ့မြို့ရှမ်းမြောက်ကတဆင့်တရုတ်နိုင်ငံနဲ့နေဆက်ကုန်သွယ်ရေးမှာအချက်ချာကြတဲ့မြို့ရှမ်းမြောက်ဒေသအိုကန်ဝအကြီးဆုံးနေဆက်ကုန်သွယ်ရေးစခန်းမူဆေစတဲ့ဒေသတွေအတွက်လာရှိုးဟာအချက်ချာကြတဲ့မြို့တစ်မြို့ဖြစ်သလိုရှမ်းမြောက်အုပ်ချုပ်ရေးအတွက်ရုံးဆိုင်ရာမြို့ဖြစ်တဲ့အချက်စာရာတွေကစစ်ကောင်စီအဖို့လာရှိုးမြို့ကိုပြန်ယူလိုရချင်းရဲ့အဓိကအချက်တွေဖြစ်ပါလိမ့်မယ် MNDAA အနေနဲ့တစ်300နှစ်ခွန်စစ်စင်ရဲ့ဒုတိယအကြော ထိုးစစ်ဖြစ်တဲ့2024ခုနှစ်နှစ်လယ်ပိုင်းမှာလာရှိုးမြို့နယ်ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကို လာနယ်ချီတိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဟာအာနာသိမ်းစစ်တပ်ရဲ့ဂုံတိုက်ခါကိုကြီးမားစွာ ထိခိုက်စေခဲ့တာဖြစ်တယ်လို့ရှမ်းမြောက်တခွင်မှာအကြီးဆုံးမြို့စီးပွားရေးစစ်ရေးအချက်ချာလဲဖြစ်လို့ကြီးမားတဲ့အောင်ပွဲကိုရခဲ့တာဖြစ်ပါတယ် အာနာသိန်းစစ်တပ်အနေနဲ့ဒီကုံတိုက်ခါကိုရတဲ့အနည်းနဲ့ပြန်ဆဲဖို့စ조사ရမှာတရုတ်နိုင်ငံကအဓိကကြတဲ့အခန်းကဏ္ဍမှာရှိပြီး MNDAA ကိုနာရှိုးမြုပ်ကိုစွန့်လွှတ်ဖို့ဖိအားပေးခဲ့တာအများသိရှိပြီးဖြစ်ပါတယ်။ မကြသေးတဲ့ရပ်ပိုင်းတွေက MNDAA လက်နက်ကင်တက်ရဲ့ရေအတွက်ပမာဏတချို့လာရှိုးမြုပ်ကနေတိန်နီဖက်ကိုထွက်ခွာသွားကြတဲ့သတင်းလဲလူမှုကွန်ရက်မီဒီယာမှာရေးသားနေကြတာတွေ့ရပါတယ်အဆိုပါအဖြစ်ပြက်တွေဟာ MNDAA လာရှိုးခဆုတ်ခွာဖို့ပြင်ဆင်မှုတွေရဲ့တစိုက်တစ်ပိုင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်လာရှိုးမြို့တိမ့်တိုက်ပွဲမတိုင်ခင်နဲ့လာရှိုးမြို့တိမ့်တိုက်ပွဲတွေမှာမြန်မာနိုင်ငံအလဲပိုင်းကအရှိတောင်ပိုင်းကပြည်သူ့ကာကွယ်ရေး PDF BPLA, PLA, KNDF အစရှိတဲ့လက်နက်ကိုင်တပ်တွေ MNDAA ရဲ့စစ်ရေးဥဆောင်မှုအောက်မှာပူးပေါင်းပါဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။အခုလိုလားရှိုးမြုပ်ကနေပြန်လည်ဆုတ်ခွာရမယ်ဆိုရင်ဒီစစ်စင်ရေးတွေမှာပူးပေါင်းပါဝင်ခဲ့တဲ့အခြားသောလက်နက်ကိုင်တပ်တွေရဲ့သဘောထားဘလို့ရှိမလဲတော့မသိနိုင်ပါဘူး။အဆိုပါတပ်တွေအနေနဲ့ MNDAA နဲ့ဘလို့သဘောတူညီမှုပေါ်အခြေခံပြီးပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လဲဆိုတာတိတိပပမသိရှိကြရတာကြောင့်အခုလိုခြေနေမှာအထက်ပါလက်နက်ကင်တပ်တွေရဲ့သဘောထားကိုလည်းမေးမြန်းနိုင်တဲ့အနေအထားမရှိတဲ့သဘောလေးဖြစ်ပါတယ်စစ်ကောင်စီအဖို့တော့တရုတ်နိုင်ငံရဲ့ဖိအား ူညီနဲ့လာရှိုးမြို့ကိုပြန်လည်ရရှိခဲ့ရင်နောက်နောက်တိုင်းသားလက်နက်ကင်တွေနဲ့ PDF တပ်ဖွဲ့တွေကြားဆက်ဆံရေးဥပပေါင်းဆောင်ရွက်မှုတွေအပေါ်တဆုံးတရာအနှုတ်သဘောတက်ရောက်နိုင်ခြေလဲရှိနေတာဖြစ်ပါတယ်။ဘုံအကျိုးစီးပွားနဲ့တပွဲချင်းအကျိုးစီးပွားမတူညီကြတဲ့အခါတပွဲချင်းအကျိုးစီးပွားကိုဦးစားပေးရွေးချယ်လိုက်ကြတဲ့သဘောလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လာရှိုးမြို့ခံတွေဖို့တော့ယမန်နဲ့ဇူလိုင်လနဲ့ဩဂတ်လအတွင်းမှာမြို့ကနေလူဦးရေတိမ့်တဲ့အခြေထွက်ပြေးတိမ့်ရှောင်ကြရတဲ့အဖြစ်တွေလက်နက်ကြီးလေးချောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်တိုက်ဆုံးကြရတဲ့မိသားစုဝင်တွေမြို့ကနေနေအိမ်တွေလုပ်ငန်းတွေကိုစွန့်ခွာထားခဲ့စေမှာဖောက်ထွင်းခိုးယူခံရတဲ့အဖြစ်တွေလေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးကြီးရှို့မှုတွေကြောင့်ပျက်စီးခဲ့ကြရတဲ့အိမ်တွေပိုင်ဆိုင်မှုတွေကနေ ပြန်လည်နလန်ထူယုံထဖို့စ조사နေကြစဉ်ကာလမှာအခုလိုလာရှုံမြို့ကစစ်ကောင်စီလက်ထဲပြန်လည်ရောက်ရှိမဲ့အခြေအနေကမရေရာမှုတွေကိုပေါ်ထွက်လာစေတာဖြစ်ပါတယ် MNDAA ရဲ့အုတ်ချုပ်မှုအောင်မှာ ရှစ်လတာနေထိုင်ခဲ့ရတဲ့လာရှိုးမျိုးကစစ်ကောင်စီလက်အောက်ကို တဖန်ပြန်ရောက်တဲ့အခါ MNDAA အုတ်ချုပ်မှုကိုထောက်ခံခဲ့ကြတဲ့မြို့ခံတွေပေါ်လက်စားချေအပြစ်ပေးမှုတွေလှုပ်ဆောင်မလား မြို့မှာရှိတဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးရုံတွေစာတင်ကြောင်းတွေစားတဲ့အများပြည်သူနဲ့ဆိုင်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဘယ်လိုပဲပုံပြန်လဲလှုပ်ဆောင်မှလဲစသဖြင့်မြို့ခံတွေအနေနဲ့စိုးရိမ်မှုတွေထွက်ပေါ်လာနေတဲ့အနေအထားလည်းဖြစ်ပါတယ်။အခုလိုတနင်္ဂနွေလုံးအတိုင်းတာနဲ့စစ်ကောင်စီကြဆုံဖို့မဟာဗျူဟာတစ်ခုရည်မှန်းချက်တစ်ခုအောက်မှာစစ်ရင်နီလာနဲ့အကောင့်ထဲပေါ်ကြရဲလို့အများကနားလည်နေကြရာက တရုတ်နိုင်ငံရဲ့ဖိအားနဲ့၎င်းတို့ရဲ့နေမြေဒေသအလိုက်လွတ်မြောက်ရေးကိုပိုင်အုပ်ချုပ်ခွင့်ရရေးကိုဦးစားပေး၍ခြေကြတယ်ဆိုတဲ့ရွေးချယ်မှုစီဥတီသွားတယ်လို့ယူဆလာကြခြင်းဟာအနာဂတ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပေါ်တည်ရောက်မှုရှိမှာတေချာဖြစ်ပါတယ်။နိုင်ငံရေးမှာဒီမှန်ချက်စံနှုံးတံပိုးနိုင်ငံရေးအယူဝါဒတွေထက်ကိုမိမိအဖွဲ့မိမိတို့လူမျိုးစုအကျိုးစီးပွားတွေကအစဉ်ဆုံးဖြတ်ပေးတယ်ဆိုတော့လက်တွေ့နိုင်ငံရေးဝါဒတော့မဟုတ် လုံနီလုံဟန်ကမှန်ကန်နေတယ်လို့တည်တည်ပြလိုက်တယ်လို့လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ရှင်